ကဲမင်္ဂလာပါမျိုးတို့ရေဒီကနေ့ကတော့เนาะထိတ်စီးလေးရတယ်မှန်တယ်เนาะတင်ငါညနေပိုင်းမှာเนาะ break ကလည်းညာမနဲ့ကောမနဲ့ကဆိုရေ6 5 1 break ညနေပိုင်းမှာတင်ငါ6 break ဆိုပြီးကျွန်တော်တို့အောင်ခဲ့တယ်ဒါပေမဲ့ကျွန်တော်တို့ဝမ်းချင်းပြတ်သွားတဲ့အတွက်ကျွန်တော်တို့ဒီထုတ်ထားတဲ့ကဏ္ဍနေဒီအောင်မသွားခဲ့ပါဘူးဗျเนาะနောက်တစ်ခါဒီမှာကျွန်တော်တို့အခွေအခွေလိုင်းမှာဆိုရင်တင်ငါဆိုပြီးเนาะအခွေရအောင်သွားခဲ့ပါတယ်เนาะဒီနှစ်ခွန်ဆိုတဲ့မွေး break ကလေးတော့ကြံပါသေးတယ်ဗျเนาะ အဲကျွန်တော်တပတ်စာအခွေရလဲကျွန်တော်ထွက်သွားတယ်ဒီအခွေထိုးမဲ့ထိုးကြတဲ့လူတွေကတော့အောင်ပါပါပဲเนาะအခွေမထိုးတဲ့လူတော့မအောင်ဘောเนาะကဲအဲ့တော့ကျွန်တော်တို့ကဟို trade to လဲပြောမနေတော့ပါဘူးเนาะ20 day နဲ့ပဲစလိုက်ကြအောင်ဗျကဲ20 day ကိုကျွန်တော်ဘယ်အစမလဲဆိုရင်83 35စမယ်ဗျအဲ့တော့စမယ်ဆိုရင်83 35 35နိချ65 နေ6 33 33ဟမ်6 5အောင်တော့တတီဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထပ်ထားပါတယ်အဲ့ဒါကိုကျွန်တော်တို့တွက်မယ်ဆိုရင်ဒီ20လေးတွေက20ဟောင်းလေးတွေပါပဲတိုးတော်ညာလဲကျွန်တော်တို့20လေးတွေကစင်တူယိုမားလေးတွေတစ်ခုနဲ့တစ်ခုကဟို20လေးတွေစင်တူယိုမားလေးရှိရတာပဲကဏန်းကောက်ကလေးမတူပါဘူးเนาะအဲ့ဒါလေးတော့တတိထားပါအဲ့တော့ကျွန်တော်ဗာနဲ့တွက်မယ်ဆိုရင်အခါကျတော့ဒီ65ဆိုတာ ਨੇ တဲ့เนาะ65နှလုံးပေါင်း ဒီဒီတက်နဲ့ပြန်ပေါင်းနှစ်ပါတဲ့နှစ်နှစ်ရဲ့ပါဝါကခွန်နှစ်ရဲ့နှခက်က၄နှစ်ခွန်၄ဆိုရကီးသုံးလုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာကြီးထွက်သွားတဲ့ဆိုရခါကြတော့တစ်ရှိတဲ့မအောင်ပါဘူး၄6တဲ့၄6မှာတော့ကျွန်တော်တို့၄တလုံးထိပြီးအောင်ခဲ့ပါတယ်မျိုးတို့ကဲနောက်တစ်ပြုံတက်ပါမယ်3966 သုံးညာ9 66သုံးညာ2 59သုံးညာ2 59 26 35 26 35ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထပ်ထားပါတယ်အဲ့ဒါကိုတွေ့မယ်ဆိုရင်ဒီ2ကသုံးညာရဲ့ပေါင်း2ဒီ9နဲ့ပေါင်းခွန်ပါတဲ့နော်ခွန်ခွန်ရဲ့ပါဝါ2ခွန်ရဲ့နှက်ခတ်က3ညာ2ခွန်3ညာဆိုတဲ့ကြီးသုံးလုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့တော့ကျွန်တော်တို့ဘာထွက်သွားတဲ့ဆိုတဲ့ခါကျတော့ခွန်ခွန်နဲ့ခွန်ခွန်မှာကျွန်တော်တို့ခွန်တလုံးထိပြီးအောင်ခဲ့ပါတယ် လေးခွန်နဲ့လေးခွန်မှာလည်းခွန်တလုံးထပ်တည်ပြီးညာရောမနဲ့ကောအောင်ခဲ့ပါတယ်ခင်ဗျကြီးလိုက်နေရတော့တော်တော်မာလာများရယ်เนาะဒါပေမဲ့ကျွန်တော်မနေ့က1ချိန်ဆိုလဲဒီတိုင်းမမှန်လာတာအများကြီးပါပဲเนาะမနေ့ကတော့ပြတ်သွားတယ်ပေါ့เนาะဒါတော့ရှိမှာပဲဗျအများတိုင်းဆက်နေရသည်ရာသက်ပိုင်းသေးတဲ့အထိမှန်နေဆိုတော့မရှိဘူးဗျเนาะအဲ့တော့ခွန်ခွန်လေးခွန်ပြီးသွားတဲ့အခါကျတော့9 3 2 9 3 2 3 6 7 ညာ3 6 6 1 84ခွန်84တဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထပ်ထားပါတယ်အဲ့ဒါအတွက်မဲ့ဆိုရင်ဒီ3ညနဲ့3နဲ့ပေါင်း3ပါတယ်ဒီ1နဲ့ပေါင်း4ပါတယ်4 4ရဲ့ပါဝါကို4ရဲ့နှက်ခက်က2 4 6 2ဆိုတော့ဒီ3လုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာထွက်သွားလဲဆိုတဲ့အခါကျတော့4 2တဲ့ဟောအဲ့မှာ4ရော2ကိုထိပြီးအခွေအနေနဲ့ထွက်သွားပါတယ်68 68တဲ့68မှာတော့ကျွန်တော်တို့မအောင်ပါဘူးဗျနော် ကဲနောက်တစ်ပြောင်းတွက်ပါမယ်နှစ်6 6 3ညာ4နေ6 3ည4နေ3ည8နေ3ည8 3 6 2 6 2 6 2ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထပ်ထားပါတယ်เนาะအဲ့မှာကျွန်တော်တို့တွက်မယ်ဆိုရင်နှစ်ကဲ3ည8ပေါင်းတော့2ပါတဲ့ဒီနှစ်နဲ့ထပ်ပေါင်းတော့4ပါတဲ့4 4ရဲ့ပါဝါကို4ရဲ့နှက်ကက2 လေးကိုနှစ်ဆိုတဲ့ကီးသုံးလုံးဒီပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာကြီးထွက်သွားသလဲဆိုတဲ့အခါကျတော့ကိုနှစ်ကိုနှစ်တဲ့ဟောကိုရောနှစ်ကောထီပြီးတော့ကျွန်တော်တို့အခွေအနေနဲ့အောင်သွားပါတယ်တိခွန်တိခွန်နဲ့တိခွန်မှာတော့ကျွန်တော်တို့မအောင်ပါဘူးဗျနော်ကဲနောက်တစ်ပြင်ကိုကြည့်ပါမယ်ကိုရှိကိုရှိတိသုံးနှစ်363နှစ်363ခွန်963 0936ဆိုပြီးကျွန်တော်တို့ဒီလိုမျိုးထွက်ထားပါတယ်เนาะ0936ဆိုပြီးဒီလိုမျိုးထွက်လာပါအဲ့တော့2နဲ့3နဲ့ပေါင်း5ပါတဲ့5နဲ့6နဲ့ပေါင်း1ပါတဲ့တရပါဝါ6တရနဲ့ခက်ခက်8 168ဆိုတဲ့ကီး၃လုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာထွက်သွားသလဲဆိုရခါကြတော့3ည9နဲ့မအောင်ပါဘူး68ဟော68တဲ့ဟော6ကော8ကောထိပြီးတော့အခွေအနေနဲ့ထပ်အောင်မြန်မာပြအခွေရတော့တော်တော်ထွက်တဲ့ကီးတွက်နည်းလေးပါဗျနော် ကဲနောက်တစ်ပြောင်းတက်ပါမယ်9435 9335 339ညဆိုပြီးဒီညနေပိုင်းမှာကျွန်တော်မထွက်ခဲ့ပါဘူး439 439ညဆိုပြီးတော့ကျွန်တော်တို့ဒီလိုမျိုးထွက်ထားပါတယ်အဲ့မှာကျွန်တော်တို့တွက်မယ်ဆိုရင်3ရဲ့3ညရဲ့ပေါင်းတော့3ဒီ3 3ညနဲ့ထပ်ပေါင်းတော့လဲ3ပါပဲတဲ့3ရဲ့ပါပါဒီ8 3ရဲ့နှစ်ခတ်ဒီ9 385ဆိုတဲ့ကီး၃လုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာတွေထွက်သွားသလဲဆိုတဲ့အခါကျတော့3 3ည3 3ည3 3ညမှာ3လုံးထိပြီးအောင်ခဲ့ပါတယ်နှစ်တိတဲ့နှစ်တိမှာတော့မအောင်ပါအောင်ဗျငယ်နောက်တစ်ပြင်တော့တွက်ပါမယ်6 9 9 6ခွန်4နှစ်တဲ့4314 4314 65တိ6 65တိ6ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်4နဲ့3နဲ့ပေါင်းတော့9 9နဲ့6နဲ့ပေါင်းတော့3 3ရဲ့ပါဝါ8 3ရဲ့နှက်ခက်က9 3 85ဆိုတဲ့ကီး3လုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာထွက်သွားသလဲဆိုတဲ့အခါကျတော့8 8တဲ့8မှာ8တလုံးထိပြီးအောင်ခဲ့ပါတယ်6 4တဲ့6 4မှာတော့ကျွန်တော်တို့မအောင်မအောင်ပြ ဲနောက်တစ်ပြင်ကိုတွက်ပါမယ်တရှိရှိလေးရှင်ငါးငါးနှစ်ရှင်ငါးငါးနှစ်ရှိရှိ6နှစ်ရှိရှိ6နှစ်ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်ရှင်းနဲ့ငါးနဲ့ပေါင်း3 3နဲ့2နဲ့ပေါင်း5ပါတဲ့เนาะ5 5ရဲ့ပါဝါ3ညာ5ရဲ့နှက်ခတ်က3 ဟုတ်တယ်နော်9 3ည3ဆိုတဲ့ကီး3လုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာထွက်သွားသလဲဆိုတဲ့အခါကျတော့၄3ညတဲ့၄3ညမှာ3ညတလုံးထိပ်ပြီးအောင်ခဲ့သလို3ည3ညတဲ့3ည3ညမှာလည်း3ညတလုံးထပ်တည်ပြီးညရောမနဲ့ကောအောင်ခဲ့ပါတယ်အမျိုးလို့ကဲအဲ့ဒါဆိုရင်ကျွန်တော်တို့အင်္ဂါနေ့အတွက်ကီး3ထုတ်ကြည့်တဲ့ရအောင်3986 3986 6953 6953 ်ငါ6535ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့တော့ထွက်ထားတဲ့အခါထွက်ထားတဲ့ဆိုတော့ကျွန်တော်တို့ဒီမှာတွက်ကြည့်တရအောင်တွက်ကြည့်မယ်ဆိုရင်ဒီ6နဲ့9နဲ့ပေါင်း5ပါတဲ့ဒီ9နဲ့ပေါင်းတော့3ညတဲ့၃ည၅ပါဝါ၅၃ည၅နှစ်ခါကခွန်၃ည၅ခွန်ဆိုတဲ့ကီးသုံးလုံးဒီအပြင်မှာထွက်ရမယ်တဲ့ကဲအဲ့တော့ကျွန်တော်တို့ဒီမှာကီးထိတ်ကလေးနေနဲ့စဉ်းစားလိုက်ရအောင်ကီးထိတ် ကြီးထိတ်ကြီးထိတ်မှာဆိုရင်ကျွန်တော်တို့ကြီးထိတ်က၄နှစ်ခွန်းနဲ့เนาะဒီကြီးထိတ်ကြီးထိတ်ကလေးအရင်ကနေ့ဆိုရင်လည်းမှန်ခဲ့တဲ့ကြီးထိတ်ကလေးပါဗျာเนาะနောက်ကခုနကြီးရိုးရိုးက3.5ခွန်အဲ့တော့ခွန်ခွန်ရဲ့တူနေတဲ့အတွက်ကျွန်တော်ခွန်ကတော့ဗိုင်ကစားသွားနိုင်တယ်လို့ကျွန်တော်အနေနဲ့ထင်ပါတယ်အဲ့တော့နောက်တစ်ခါကျွန်တော်တို့ break line break line ကတော့ဒီကနေ့တော့မနက်ခေါညအောင်အောင်ခဲ့ပါတယ်အဲ့ break က3.5 နှစ်ပါတဲ့အဲ့မှာ39ဒီ main break ဖြစ်ပါတယ်တဲ့နော်အဲ့တော့ကျွန်တော်ကတော့ဒီတခါနည်းနည်းလေးဟိုပေါ့နော်ဟိုဘက်မှာကျွန်တော်တို့ရွှေချောင်းသားမှာကျွန်တော်အပေါ်အောက်ကိုကတ်ပေးတယ်ဒီခါတော့ကျွန်တော်ကီးနဲ့ကီးထိန်နဲ့ break နဲ့ပဲကတ်ကစားမယ်ဗျာနော်အဲ့တော့၄ကို39ဖြစ်အောင်၄6ကို compress ဖြစ်အောင်၄3 4ကို5 break ဖြစ်အောင်၄1 4ကို2 break ဖြစ်အောင်4 8နောက်တစ်ခါ2ကို2 break ဖြစ်အောင်2 8 နှစ်ကိုခွန်ပရိဖြောင်းနှစ်ငါနှစ်ကိုမာပရိဖြောင်းနှစ်သုံးနှစ်ကိုနှစ်ပရိဖြောင်း20နောက်တကကျွန်တော်တို့ခွန်ခွန်သုံးညဖြောင်းခွန်သုံးခွန်ကိုခွန်ပရိဖြောင်းခွန်သုံးညခွန်ကို9ပရိဖြောင်းခွန်10ခွန်ကို2ပရိဖြောင်းခွန်9ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ရပါတယ်เนาะအဲ့တော့ကျွန်တော်တို့ကဒီနေရာမှာကင်ကနဲ့ တင်ကနေနဲ့ပတ်သက်လို့ကတော့ကျွန်တော်အနေနဲ့ဟောပါတော့ main main break တွေနဲ့ဟာပဲကျွန်တော်တင်ကနေအနေနဲ့စဉ်းစားတာအမျိုးလိုလည်းသိပါတယ်เนาะအဲ့တော့ main break နဲ့ပတ်သက်တာလေးတွေပဲကျွန်တော်တို့ထုတ်မယ်ဆိုတော့ဒီ6ွက်ဖြစ်ပါတယ်เนาะ4 6 4 3 2 8 2 5အောင်မရေးလိုက်မယ်နော်၄၆၄၃၂၈၂၅ နှစ်ရှစ်နှစ်ငါခွန်တုံးခွန်တုံညာဆိုပြီးကျွန်တော်တို့အဲ့လိုမျိုးရှိပါတယ်အဲ့ထဲမှာမှကျွန်တော်ရဲ့အကြိုက်ဆုံးပြောဆိုရင်ကျွန်တော်ကအိုမွေးပရိတ်နှစ်ခွန်ပရိတ်ကလည်းရှိတယ်နောက်တစ်ခါကျွန်တော်တို့အခြားနည်းနဲ့လည်းရှိတဲ့အတွက်ကျွန်တော်ခွန်ပရိတ်နဲ့ပတ်သက်တာလေးတွေပဲကျွန်တော်ပို့ကြိုက်တယ်နော်ခွန်ပရိတ်နဲ့ပတ်သက်တာလေးတွေပဲကျွန်တော်ပို့ကြိုက်ပါတယ်အဲ့တော့ဒီ၃ခွက်ကိုကျွန်တော်အနေနဲ့အကြိုက်ဆုံး ဖြစ်ပါတယ်အမျိုးတို့လည်းအကြိုက်တွင်ယူပါအကြိုက်မတူဆိုရင်လည်းမိမိနီးမိမိဟန်နဲ့ကစားပါဒါမှမဟုတ်ရင်လည်းဟိုကျွန်တော်ပရိတ်ကိုပဲယူကစားကစားကျွန်တော်ထိတ်ကိုကီးထိတ်ကိုပဲယူကစားကစားကီးယိုယိုပဲယူကစားကစားအမျိုးတို့စိတ်တိုင်းကြကစားပါကျွန်တော်လည်းเนาะဒါအကြံဉာဏ်ပေးခြင်းပဲဖြစ်ပါတယ်ကျွန်တော်ရထားတဲ့နီးလေးတွေကိုချပြခြင်းပဲဖြစ်ပါတယ်เนาะအောင်ခြင်းမအောင်ခြင်းဆိုတာတော့ကျွန်တော်တို့ကန်တရားတွေနဲ့အများကြီးသက်ဆိုင်ပါတယ်เนาะကျွန်တော်တို့ ပဲသူများတက္ကະရီကတော့ပောက်ကောပေါအောင်မကျင်းဒီအာမခံဘာဖြစ်တယ်ညာဖြစ်တယ်ဆိုတော့တကယ်တကယ်တော့ဘယ်သူပဲအာမခံကံနှလုံးလောကမှာအာမခံလို့ဆိုတာမရပါဘူးဗျเนาะကျွန်တော်တို့အကောင်းဆုံးနဲ့အကြိုက်ဆုံးခဏလေးတွေရာရင်ရွေးချယ်ကစားကြခြင်းဖြစ်ပါတယ်အဲ့တော့ကျွန်တော်ရဲ့အကြိုက်ဆုံးမနေ့ကငါတို့အကြိုက်ဆုံးကတော့၃ခွက်တည်းဖြစ်ပါတယ်၄၃၂၅၇၃ဖြစ်ပါတယ်ကျန်တာလေးတွေကတော့ကျွန်တော်အရန်နေနဲ့ကစားပါမယ်ကဲအမျိုးတို့လည်းကျွန်တော်လည်းစိတ်တူတယ်ကိုတူတယ်အကြိုက်တူတယ်ဆိုရင်ကစားပါအကြိုက်မတူဆိုရင်လည်း မိမိညီမိမိရနဲ့ကစားပါအဓိကတော့ပောက်ဖို့အရေးကြီးပါတယ်ဒါမှမဟုတ်နော်တင်းနေလာနေမှာမပေါက်ကြတဲ့လူတွေအင်္ဂါနေ့မှာအောင်ကွယ်များနဲ့ပျော်ရွှင်နိုင်ပါစေလို့ဆုတောင်းပေးရင်ဒီကနေ့ကျွန်တော်ဒီဗီဒီယိုခိုင်းလေးကိုဒီမာနေမဲ့ကျွန်တော်အဆုံးတတ်လိုက်ပါတယ်ဗျာ